ဒီကနေ့နှစ်ဆန်တရနေ့မှာရန်ကုန်တိုင်းထောပုံမြို့နယ်မှာမိလာမှုဖြစ်ပွားခဲ့ပြီးနေအိမ်လေးလုံးထပ်မင်းဆုံရှုံမင်္ဂလာပါပရိသတ်ကြီးရန်ကုန်တိုင်းဒေသကြီးဒေါ်ပုံမြို့နယ်မှာဒီကနေ့မြမနှစ်ဆန်းတရက်ဧပြီလ18ရက်ညနေ9:17မိနစ်အချိန်ခန့်ကမိလာမှုတကူဖြစ်ပွားခဲ့ပြီးနေအိမ်လေးလုံးထပ်မင်းဆုံရှုံသွားတယ်လို့တာယာကူညီနေတဲ့လူမှုကူညီရေးအသင်းတွေရဲ့ပြောပြချက်အရသိရှိရပါတယ် အဆိုပါမိလာမှုဟာဒေါပုံမျိုးနဲ့လမူတန်းရက်ွက်နတ်ဆင်ကြောင်းလမ်းမှာဖြစ်ပွားခဲ့တာဖြစ်ကြောင်းမြန်မာနိုင်ငံမိသက်ဌာနချုပ်ကအတည်ပြုထားပြီးဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာကိုဒေါပုံမျိုးနဲ့မိသက်စခန်းမှာမိသက်ရှင်၃စီတာကေတာခရိုင်မြို့နယ်မိသက်စခန်းမှာမိသက်ရှင်၅စီမင်္ဂလာတောင်ညွန့်မြို့နယ်မိသက်စခန်းမှာမိသက်ရှင်၁စီတို့နဲ့တတိယမိသက်တပ်ဖွဲ့ဝင်တွေကထွက်ခွာနှိမ့်သက်လျက်ရှိတယ်လို့လည်းသိရပါဗျာ နောက်ဆက်တဲ့သတင်းအရာ9နာရီ48မိနစ်အချိန်မှာမိကို ထိန်းထားနိုင်ခဲ့တယ်လို့သိရပြီးမိလာမှုဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းနဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့မသိရသေးပေစစ်ဆေးမှုတွေပြုလုပ်ပြီးမှသာသိရှိနိုင်မှာဖြစ်တယ်လို့အနီးအနားနေသူတွေရဲ့ပြောပြချက်အရသိရှိရပါတယ်

Vamos lá, vamos lá.